ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာတာမင်းဝေရေးသားထားတဲ့ပန်းလက်ဖွားမှာပါအပ်ပိုင်ခွင့်မရှိတဲ့ကောင်းလေးဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်၅အနေနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နားတော်တာစင် အားပေးကြပါဦးခင်ဗျာအဲ့ဒီနောက်ပိုင်းနေ့တွေမှာတန်စင်ဟာတမတ်စေကိုចောင်းចောင်းပြေးလိုက်ရှာပါတော့တယ်။ သူနဲ့ထိုးရဲ့တမတ်စိပြဿနာကိုလည်းတဆင့်စကားတဆင့်နာနဲ့တည်သူတွေကတည်ကုန်ကြပြီကြည့်တဲ့သူတွေကလည်းကြည့်ကုန်ကြပြီအဲ့ဒါလိုဖြစ်လေလေ ကျွန်တော်တို့ရဲ့မိတန်စင်ကဒေါ်ဖောင်းလေးလေးပါပဲဒီစရာတစ်ခုကလည်းကျွန်တော်တို့စီကိုဆက်ဆက်မြဲမြဲရောက်လာသေးတယ်ကျုပ်ပြက်လုံးတစ်ခုလို့ဆိုကြပါစို့အဆင်မြင့်ပါတယ်ဝေကောင်းစားကောင်းတွေဝင်လာတယ်ကုမ္ပဏီဘောကဆင်းလာပြီကိုပိုင်ကားလေးမောင်းလို့အဲ့ဒီကျုပ်ကကျွန်တော်တို့စီကို ရောက်လာတယ် ဦးမောင်မောင်နဲ့သူရဲ့ဇေယရဲ့ကျွန်တော်ရဲ့ထိုင်နေကြလက်ဖေးဆိုင်လေးကိုစုံစမ်းပြီးလိုက်လာခဲ့တာပါသူရင်နဲ့တက်တက်တွေ့ပါတယ်အန်ကဲနမေကဦးမောင်မောင်လို့ခေါ်တယ်ဟုတ်ကဲ့အန်ကဲကျွန်တော်နမေကသူဝေပါအေးမောင်သူဝေစီပဲအန်ကဲလာတာဟုတ်ကဲ့အိစာလေးမသိရဘူးလားအန်ကဲဒီလိုကွာတန်စင်ကအန်ကဲတူမှာကွာအဲဟုတ်ကဲ့ ထိုးရတော့မသိဘူးကျွန်တော်နဲ့ဈေးကနည်းနည်းလန့်သွားတယ်အန်ကရအန်ကတူမကိုအယမ်းချက်တယ်ငငယ်လေးကမျက်နှာအညိုမခံဘူးဟုတ်ကဲ့အခု तू တော်တော်စိတ်ဆင်းရဲနေတယ်သူ့ကိုမေးလို့တော့မရဘူးဒါပေမဲ့အန်ကပါလားလေးလာကြည့်ရင်ဒဇေဆောင်တီးရတာမောင်ထိုးဝေကို तू ကပတ်စံတမတ်ပေးရမယ်လို့တီးရတယ်အဲ့ဒါဟုတ်တယ်လားဟုတ်ပါတယ်အန်ကဲ့ မပေးလဲကိစ္စမရှိပါဘူး။ तू ကအတင်းပေးနေတာပါ။စကားဝိုင်းခနဲ့ရက်သွားတယ်။အငယ်ဦးမမကစေးရံကိုနှစ်ချက်သုံးချက်ရှိုက်လိုက်ပြီးမှဘာကြောင့်ဒီတမက်စိအပေးယူလို့ရတယ်ဆိုတော့အငယ်မဆက်စုတော့ပါဘူး။အငယ်ကစီဝါရေးသမားအလုတ်ကိုအလုတ်တိုင်းသဘောထားရတဲ့သူဆိုတော့အငယ်ပြက်ပြက်ပဲမေးမယ်။အလုတ်သဘောရမေးတာပဲ။ ။မောင်ထိုးဝေလည်းအတက်နိုင်ဆုံးအန်ကဲ့ကိုပြက်ပြက်သားသားအကြောင်းပြန်စေခြင်းနဲ့။ဟုတ်ကဲ့။ဒီလိုကွာ။ဟုတ်ကဲ့။ငါတူမစီရရမယ်။မက်စီနဲ့မင်းကတခုခုလှုပ်စရာများရှိလို့လား။ဟုတ်ကဲ့ရှိပါတယ်။အရေးကြီးလား။တည်ပေးရမယ့်ကိစ္စပဲ။အရေးမကြီးပဲနေပါမလား။ကျွန်တော်အဲ့ဒါလို့စင်းစားနေမိခြင်းပါပဲအန်ကယ်ဥမ္မာမောင်ရဲ့ စကားဩသာတန်ပါပါပြက်ပြက်သားသားထွက်ပေါ်လာပါတယ်။ကဲဒီတော့မောင်ထူးဝေဟုတ်ကဲ့အံကဲပြက်ပြက်ပဲပြောမယ်ဟုတ်ကဲ့ငါတူမစီဟာတမတ်စီကိုမင်းမယူနဲ့တော့ငါလည်းရှာမပေးရဘူးအဲ့တော့ကဟုတ်ကဲ့ပြောပါအံကဲမင်းဒီတမတ်စီကို မယူတဲ့အတွက်မင်းကိုကူညီစရာရှိတာငါပြန်ကူညီပေးမယ် ဒီတမတ်စိကိုရင်းပြီးမဲလို့ရမယ်အလုပ်ကိုငါလုပ်ပေးမယ်။ဖျားဒီတမတ်စိကိုရရင်မဲလို့ရမယ်အလုပ်ကိုမင်းမလုပ်နဲ့တော့သူစီကတမတ်စိလည်းမယူနဲ့တော့မင်းလုပ်ရမယ်အလုပ်ကိုငါဝင်လုပ်ပေးမယ်ကြားလား။အဲဟုတ်ဟုတ်ကဲ့ကြားပါတယ်။ရှင်းတယ်မဟုတ်လား။ဟုတ်ဟုတ်ဟုတ်ကဲ့ရှင်းပါတယ်။โอเค ခဏကြတော့ကျွန်တော်တို့ရဲ့ကျောက်ကကားလေးကိုကိုယ်တိုင်မောင်းပြီးစီရိုနာဟိုတယ်မှာကျွန်တော်တို့ကိုညစာလိုက်ကျွေးပါတယ်အပြန်မှာထူးဝေလောက်ရမဲ့အလုပ်ကိုသူလုပ်ပေးမယ်အကြောင်းစိတ်ချပါဆိုတဲ့အကြောင်းအထက်ထက်ပြောသွားသေးတယ်ကိုရက်ွက်ထိတ်လမ်းဘေးဥက္ကုံမှာထိုင်ပြီးမှထူးဝေရဲ့ဈေးရရဲ့ကျွန်တော်ရာရီလိုက်တာအဲ့ဒီတော့ရီလိုက်ရတာ ပြပြနဲ့နဲ့ဆယ်ရည်ပြဖို့တကားဖွင့်မှာအဲ့ဒီမိုးဆက်တွေကရွာလို့ကောင်းတော့မယ်မနောဟရီမိပြတဲ့အလွန်ကြပြစာစုမှာမျက်ရည်ဆိုလဲတော့မျက်ဝန်းကလေးများသည်လှပသည်ဟုအဆိုရှိ၏ယခုကေခိုင်မျက်လုံးလေးတွေလှနေသည် ကျမတိတာပေါ့အရန်တိတာပေါ့ တိလုံလို့တော့မတိတော့သလိုဝေဝေဝါဝါခံစားနေရသေးတယ်မတိတော့ရင်လည်းတမျိုးကောင်းမယ်ဒါပေမဲ့တိနေတယ်ဒီဖြစ်ကို မေးမရနိုင်တာတော့သိကြတယ်သူငွေတမတ်မရှိသူဟာတိစေအပ်ပါသည် ကျွန်ုပ်တို့လိုအပ်သောငွေတမတ်သည် ကျွန်ုပ်ဘဝကူးကောင်းရန်အတွက်ဖြည့်စွမ်းပေးနိုင်သည့်ငွေတမတ်သာဖြစ်ပါသည် အရေးကြီးသောငွေတမတ်စေဖြစ်ပါသည်ထို့ကြောင့်ဖရာเจ้าငံပတ်ဆံဖုံးကြီးเจ้าတိမ်ဝင်ပတ်ဆံနတ်စင်အလှူငွေပတ်ဆံခိုးဝက်လူယူထားသောပတ်ဆံစသည်တော့မဖြစ်စေရပါအင်္ဂါဆုံး၍လှပကြော်ရှင်အပြေကင်းသောမတ်စေကိုသာကျွန်ုပ်လက်ခံပြီဖြစ်ကြောင်းယခင်ကလေးဟာပန်ကြားပြီဖြစ်ပါသည်ပုံထူးဝေဘဝချားလေချစ်နေအောင်မိသူ ောင်ဆုပ်ကောင်ပက်တန်စင်ကအမှန်တော့ဒီစကလုံးထက်မကဆဲကျင်နေရပါဒါပေမဲ့သူလည်းမဆဲတော့ဘူးလေဒီထက်လည်းပူပူမရင်သီးနိုင်ဘူးခလေးသာသာအရွယ်တုန်းကလို့ပက်ခနဲ့ပက်ခနဲ့ပြောလိုက်ဖို့ဆိုတာလေဒီရွယ်မှာမကောင်းတော့ဘူးမဟုတ်လားတန်စင်မမဟုတ်ပါဘူးထူဝေတို့ပြောတာတွေကို နားထောင်ရတာသူတို့ပို့လိုက်တဲ့စာတွေကိုဖတ်ရတာကေခိုင်တော့ရင်းနေကလိကလိနဲ့ အမှန်တော့အဲ့တော့ဒုကန်ဆိုးတာဟာအဲ့တမက်စီကလက်ထဲရောက်ပြီးမှဟာအေလင်းချိုဆိုရဲကောင်ဝင်ရှုပ်တာတန်စင်နဲ့မိုးကြီးကြီးဝေးအဲ့ဒါလို့ပြစ်တော့ပြစ်တော့ပြောနေကြတော့ကေခိုင်လည်းတခုဝင်ပြောလိုက်တယ်ယိုတနန်ထွက်သွားတဲ့စကားပါကွာဒါပေမဲ့အင်းဟုတ်လဲဟုတ်တာဗောမိတန်စင်ခင်ဗျာ ဖြစ်သွားတာဆွေးဆွေးကိုခုံလို့တန်စင်ဟင်ဒီเจ้าနေကိုလေတိလား အင်းနင်းနဲ့ထိုးဝေရပြီးတဲ့ခါကြာရင်အမ်ဘာပြန်ပြန်ပြောပြီးသူ့ကြောကုန်းကြီးကိုထုဆမ်းမှာဟာအောင်မအောင်မဘာကိစ္စထုရမှာလဲဘာကိစ္စပြောရမှာလဲနေပေါင်းဘာကိစ္စညားရမှာလဲတန်စင်မှာ ဖြစ်သွားလိုက်တာထိုင်ရမလို့ထားရမလို့မျက်လုံးပြူးကြီးနဲ့ဖြည့်ရှင်းလိုက်ရတာတရွေးတော်တီးမတက်မိုးကြီးကြီးဝေကတော့တခိခိရီတယ် အေးဟာနော်အဲ့ခါကျရင်ပြောစရာကြီးလာပြန်ပြီတယောက်နင်းတို့ပဲပြောနင်းတို့ပဲပြောနင်းတို့ပဲယူလိုက်ပါလားငါတို့ယူအောင်သူကငါတို့ကိုချိန်တော်မှာမဟုတ်တာတန်စင်ဟာခေခန့်ဟောជីជីဝဲဟောခါထောက်ရပြီရန်တွေ့တော့မလို့ကြည်တယ်ကောင်မရေနော်ပြေခိုင်တို့ကလည်းအလျှော့မပေးပါဘူးဘာလဲနင်းတို့ကငါတိတ်တော်မယုံတော့ဘူးဘာဖြစ်လို့ နင်တို့ကငါစီမှာထူးရထဲ့ထားတဲ့တချိုတွေတော့မသိဟာဂျီဂျီဝေအားကေခန့်ရဲ့ပခုံးကိုသူ့ပခုံးနဲ့လာတိုက်ပြီးမျက်စပစ်ပြတယ်ဟဲ့ကေခန့်ဝေးအဲ့လိုဆိုလေကောင်းတော့ဘောဟာနော်အေးကောင်းတော့ဘောဟာဂျိမ်းစ်ဘွန်ရုပ်ရှင်ကားနာမည်ပြောပြီးထူးဝေကိုမေးရရှိတာမေးရမှာပဲအေးလီနော်ကိုချစ်တဲ့တချိုဆိုတာ တဲ့စပိုင်ဟူလတ်မီဘသူ့ကိုပြောတာလဲနေနဲ့ကနေကြမှာထူးဝေပြတ်သားဖို့တော့လိုပြီဒါပေါ်ဟာတန်ရာနှခမ်းလေးကြိုက်ပြီးကေခိုင်တို့ကိုမျက်စောင်းထိုးတယ်။ကောင်မတွေဖြစ်နေလိုက်တာဖြစ်မှာပဲ ဖြစ်မှာပဲဒီထူးဝေအဆုတ်ပလုတ်ကိုများဒီထက်ပိုပြီးတော့လဲသူဘာမှမပြောတတ်ဘူးတန်စင်ကိုကြည့်ပြီးတခါတခါတော့လဲကေခိုင်တနိုင်းရည်ကျင်ပါတယ် အဲ့ဒါအင်္ဂလိပ်စာသင်တန်းကျောင်းမှာကေခိုင်တို့ပြောဆိုညှင်းခုန်နေကြတာပါ စာသင်ချိန်စောသေးလို့ဘယ်သူမှရောက်မလာကြသေးဘူးလေခုနကထူဝေတို့ရဲ့တဝင်လာတော့တန်းဆဲခုန်ထဲမှာလာထည့်တာလားတဖြည်းဖြည်းနဲ့တော့စာသင်ခန်းထဲကိုတယောက်ပြီးတယောက်ရောက်လာကြပြီးဇေယဝင်လာတယ်သူ့နောက်ကအေလင်းချိုဝင်လာတယ်ဇေယနဲ့အေလင်းချိုကအပေါက်ဝါကိုခြံရပြီးထူဝေဝင်လာပါကိုရံတော်တွေလိုဘေးရလိုက်လာတယ် ထိုးရဲ့လုံယုံရေးကိုစိုးရင်ရလို့ကာခွယ်ပေးနေတဲ့သဘောဟွန်းကြည့်ပြအောင်ကြည့်ပြီးမြင်ပြအောင်မြင်သွားတဲ့တန်ဆင်ကနှာခေါင်းရှုံနေအဲ့ဒါကိုပဲထိုးရဲ့တိတာအောင်တမင်တီထားတယ်မျက်နာနဲ့ပဲလှမ်းကြည့်တယ်ပြီးကောင်းတဆဆညိတ်တယ်ဘာမှလည်းမပြောဘူးသူကိုရံတော်နှစ်ယောက်နဲ့အတူ သူတို့ခုံတန်းမှာဝင်ထိုင်နေပြီးတော့သုံးယောက်သာခေခိုင်တို့ဘက်ကိုရောင်လို့တော့လှည့်မကြည့်ကြဘူး တို့ရဟိုဟာဒီဟာလိုရဲဆိုရင်ကျန်နှစ်ယောက်ကပြပြတလဲယူပေးကြတယ်တို့ရစီးကရက်တောက်မယ်ဆိုရင်တယောက်ကဗဇက်မှာစီးကရက်တက်ပေးပြီးတယောက်ကမီးညှိပေးတယ်ဂီခိုင်တို့ဘာမှလှုပ်တာတော့မဟုတ်ဘူးပေါ့ကွာဂီခိုင်တို့မြင်သာမဲ့နေရာမှာ သူတို့ဘာသာသူတို့လှုပ်နေကြတာလှုပ်ပြနေကြတာမြင်ရတော့လေဂီခိုင်တို့ဒေါသထွက်တာပေါ့ဟိုလေတိရမဟုတ်လားဘာရဲတော့မဟုတ်ဘူး အမြင်ကခံပြင်းတာပေါ့ဘာကောင်ဒီမန်းကိုမသိဘူးမိုးကြီးကြီးဝေကသွားပြီးအဆလုတ်တယ်ဇေယကိုလှမ်းပြောတယ်လေဟဲ့ဇေယဟိုကောင်ကကောင်းကောင်းမထူးဘူးဟဲ့မိုးကြီးကြီးဝေမိုးကြီးကြီးဝေကဆက်ပြောမယ့်စကားတော့ဘယ်ရောက်သွားမှမသိဘူးနှုတ်အသွားတယ်ပြီးတော့မှငါအကောင်ပြောမလို့အေးလေပြောပါငါလည်းအကောင်နားထောင်မလို့ပါ ငါနင်တို့ကိုပုံမြင်တူတူလေးတပုတ်ပြောပြမလို့ရည်ရလားရည်ရင်လဲရည်လို့ရတဲ့ပုံမြင်မျိုးပေါ့ဟာသင်္ကန်းစာယူစရာလဲပါတာပေါ့ဇေယထိုးရင်နာကိုကပ်ပြီးကြည်ကြည်ဝဲစကားကိုပြန်ပြောပြတဲ့ပုံမျိုးလှုပ်တယ်နှကန်းလှုပ်ပြီးတွတ်တွတ်ပြောပြောနေရပေါ့ထိုးရာမျက်နှာတည်ကြီးနဲ့ပဲဇေယစကားကိုခေါင်းညိပြတယ်အဲဒီတော့မှအင်းပြောစမ်းပါဦးနင့်ပုံမျိုးကြည်ကြည်ဝဲဟာ ဆောင်မြင်ကိုကတ်တယ်လို့တီတိုညီးပြီဒီလိုဟာအချိန်တုန်းကအမတန်လှပတဲ့မြောင်းမလေးတကောင်ကိုပြောင်ချော်ချော်မြောက်တကောင်ကအဖေအမေစီမှာလာတောင်းတယ်အဲ့ဒီမှာမြောက်ဖေကြီးနဲ့မြောက်အမေကြီးကညင်းလွတ်လိုက်တယ်တဲ့ဘလို့ညင်းလွတ်လိုက်တာလဲအော်ဒီလိုပါအင်းစိုးစမ်းမအောင်ငါတို့သမီးမြောက်ချောမြောက်လာလေးကိုမင်းလို့ပြောင်ချော်ချော်မြောက်နေတော့မပေးစားနိုင်ဘူးဟေ့ လူသာအမိတက်ပြီးပေးစားရင် ပေးစားလိုက်မယ်မင်းရဲ့တော့မပေးစားဘူးတဲ့ဩဒီလိုလားခွေးကိုအမိဖြတ်ပြီးပေးစားတယ်လို့မျိုးပေါ့လူကို အမိတက်ပြီးပေးစားမှာမဟုတ်လားဆက်ပါဦးပုံမျိုးမဆက်တော့ဘူးပြီးပြီပုံမျိုးကဒါပဲဩအလင်းချိုကတခုခုဝင်ပြောမလို့လုပ်တယ်ဒါပေမဲ့မပြောလိုက်ရဘူးစာသင်ဖို့ဆရာဝင်လာတယ်လေ သဘောကျလိုက်တာတောက်ကောင်တွေခံသွားရတယ်လက်မနှစ်ချောင်းကိုလက်သေးချင်းတီးပြီးမိုးကြီးကြီးဝေကိုအားပေးလိုက်တယ်တန်စင်ကလည်းပြုံးလဲလဲဖြစ်နေတယ်ရတာရှိလိုက်တာအီးဟုတ်ပါမိုးကြီးဝေရဲ့စကားကိုတီးတို့ထောက်ခံပြီးဆရာမမြင်အောင်ရေကြရတယ်အပြန်လမ်းမှာလည်းအောင်ဝဲရလာသူတွေလိုဝမ်းမြောက်ဝမ်းသာဖြစ်လို့ပေါ့ဒါပေမဲ့ဟိုကောင်တွေကလည်းလူညံ့နေမှာမဟုတ်တာ နောက်နေကြတော့ကေခိုင်တို့ကိုပြန်နှိပ်ကွပါလေရောတင်နန်းခမ်းမာထဲမှာသူတို့ကအရင်ကြိုးရောက်နေကြတယ်လေတို့ရဂျန်တဲ့နှစ်ယောက်ကိုအေးဆိုတယ်ဂျန်တဲ့နှစ်ယောက်ကဖြောင်းပြပြောဆိုနေကြတယ်ဘမလေးဗျခမားပြောတယ်မြောင်းပါလေမလာသေးပါလားရောက်လာပါပြီရောက်လာပါပြီမကြခင်တွေ့ရတော့မှာပါတကယ်ရောမြောက်ချောမြောက်လာလေဟုတ်ရဲ့လားအိုးချောမှာချောလှမှာလှ ืมကြည်ကြသေးတော့ဗောလေခမရတို့ပေးစားမယ်ဆိုလို့သာယူရမှာကျုပ်ကအိမ်တော်ပြုတ်နေစေရှိတာမဟုတ်ဘူးဗျဧခိုင်တို့တော့လုံးအဲ့ဒီတော့အခန်းထဲကပြန်ထွက်သွားခဲ့ရင်စိတ်တို့စရာတွေဒီတော့လည်းကြားရမှာမဟုတ်ဘူးဒါပေမဲ့ဘာအကြောင်းပြချမ်းမှမရှိဘဲနဲ့လည်းပြန်လဲမထွက်ချင်ကြဘူးကိုခုမကိုဝင်ထိုင်နေလိုက်ကြတယ်အဲ့ဒီတော့သူတို့ကိုမြင်နေကြားနေရတယ်အမှန်တော့ကိုတို့ဖြစ်ပါ စိတ်တူရတာပေါ့ကွာအဲလေလူပြောဘောကိုစွန့်လို့ရတော့မှာပေါ့အဲ့လိုညီးပြောပြောရင်ထိုးရရလမ်းထားလျှောက်တယ်တန်စင်မြင်အောင်လျှောက်ပြတာပါပထမတော့အမတ်တမဲ့ဖြစ်နေတယ်ဒီရဲ့နောက်တော့မှသတိထားမိလိုက်တယ်တန်စင်ကိုစားကေခိုင်တော့အသေးရလိုက်တာထူးဝေလေနောက်မှအမိတက်လို့မိုးကြီးကြီးဝေကိုလှမ်းကြည့်မိတယ် ီကြီးဝေးရလဲနတေစာကိုစပင်းနေတက်တင်ဥဒူဒူလေးဖြစ်လို့သူပဲလူကိုအမိတက်ပေးစားမယ်ဆိုတာကိုဟိုကတက်လာပြီလေကဲဘလို့လုံးမလဲကိုတို့ရဲ့မြောက်မလေးနဲ့ပေးစားတော့မလားပေးစားတာမပေးစားတာအပထားအခုလောလောဆယ်တော့မိတန်စင်မှာလူစစ်စစ်ကမြောက်ကလေးဖြစ်နေရပြီမိတန်စင် မျက်နာလေးကိုရဲလို့သူရကခောက်ထုတ်ခောက်ပြန်လမ်းလျှောက်နေရဟိုနှစ်ယောက်ကိုလှည့်ပြောတယ် အမှန်တော့မိမမယူခြင်းသေးဘူးဒါပေမဲ့ခမရတို့ပြောပြီးဆိုပြီးဖြစ်နေပြီဆိုတော့လေယူရတော့မှာပေါ့မျက်စိစုံမှိတ်ပြီးတင်းနဲ့သုံးလို့អော်ပြီးယူရတော့မှာပေါ့မျက်စိမှိတ်ပြီးယူတာတော့ဟုတ်ပါပြီဘာလို့တင်းနဲ့သုံးអော်ရမှာလဲអော်ဒါကဒီလိုပါအင်းရှင်းစားမှာអូမိမယူရင်အဲ့ဒီအချက်၃ချက်ဖြစ်လိမ့်မယ်ဗျတင့်ဆိုတဲ့အတိုင်းတင့်လိမ့်မယ်ဘာ လို့တက်ပါလေတန်စင်းကိုမတိမသာလှမ်းကြည့်မိတယ်သူလည်းနားတော့ဆွနေတယ်မြခုံးအတွန့်ချိုးပြီးနှစ်ဖူးကျော်ကရှုံနေပြီဩတက်ဆိုတာဗျာကိုအခန်းထဲဟုတ်ပြီဆိုသူကအခန်းထဲကထွက်လာလိမ့်မယ်ကိုကအခန်းထဲကထွက်မယ်ဆိုရင်သူကအခန်းထဲဝင်လာလိမ့်မယ်အဲ့လိုလိုနဲ့တက်တက်နေရလိမ့်မယ်ဇေယဩဩမှတ်သားလောက်ပါပြီလေဗျာ ဒါနဲ့နှစ်ကဩမိမကို့ကိုနှစ်လိုက်မယ်ဗျဥမာကိုကကို့မိမကိုအလိုလိုက်ချင်လို့ဘန်ကောက်သွားမလားပါဂျေရိုဝယ်မလားဆိုရင် သူကဘန်ကောက်မှာပါဂျေရိုသွားဝယ်ဖို့ပြောလိုက်မယ်ကို့ကိုနှစ်လိုက်မယ်ကို့မှာနှစ်ပါလေရောသူစကားဆိုမှာထူရရေထဲကနှစ်သူတယောက်လို့ရက်ကန်ရက်ကန်လှုပ်ပြတယ်အီလင်းချူကတန်ဝေကရရတဲ့မျက်နှာနဲ့ ပြင်မာဖြစ်ရလေဒါနဲ့တုံးဟောတုံးဆိုတဲ့အတိုင်း तू ကကို့ကိုအတုံးချလိုက်မယ်ဗျအတုံးလိုက်မယ်အဆိုးတော်ရှိတယ်မဟုတ်လားလုတ်ပါဦးဘာများလဲယောက်ျားများသည်မိန်းမလိုချင်၍မင်္ဂလာဆောင်ကြသည်မိန်းမများသည်မင်္ဂလာဆောင်ခြင်း၍ယောက်ျားอยู่ကြသည်ဆိုတာလေဩကြားဘူးတယ်ကြားဘူးတယ်อืมအဲ့လိုဘောဗျာ ကိုကသူ့ကိုလိုချင်လို့မင်္ဂလာဆောင်တာ။ तू ကတော့မင်္ဂလာဆောင်ချင်လို့ကို့ကိုယူတာ။အဲ့ဒီမှာလေကကို့ကိုအတုံးချနေပါရဲ့လား။ဟုတ်ပါဗျာ။ဟုတ်ပါ။တခြားចောင်းသားចောင်းသူတွေလည်းဘာမှဝယ်မပြောကြဘူး။ရည်နေကြတယ်။ရေခံရတော့ဒီတိုင်းနားထောင်မနေနိုင်ဘူး။ជីជីဝေဟေးငါတို့ဒီတိုင်းငိန်ခံနေလို့တော့မဖြစ်ဘူးထင်တယ်။ อืมမခံနိုင်မဲမဲ့လည်းခံရတော့မှာပဲအောင်မဘာဖြစ်လို့လဲဆရာရောက်နေပြီဟဲ့တန်ဆင်းကလည်းဝင်ပြောတယ်ထားထားအဲ့ဒီကောင်လေးဂယုဆိုင်မနေနဲ့အေးအေးပြတ်တယ်နောက်တနေ့နေခင်တန်ဆင်းအိမ်မှာကေခိုင်တို့ဆုံပြေကြတယ်တန်ဆင်းကသူ့အိမ်ရာထဲမှာလဲနေပြီ red nation ရဲ့ i can't stop loving you တခြင်းကိုနားထောင်နေတယ်စိတ်အေးလက်အေးပါပဲ ီခိုင်တို့လည်းဟိုပြောဒီပြောနေပဲစိတ်ကြည်သာနေကြတဲ့အချိန်ပေါ့ဟဲ့အားရနေကြရင်မန္တလေးသိန်းစော်ဇက်ပွဲသွားကြည့်အောင်တော်ပါဟာသူကလည်းဇက်စင်ပေါ်မှာကြပြရွတ်တယ်ဟာထူးဝင်နေရင်းနေတယ်ထူးဝင်ရှာဖွေထားတဲ့ကြပြကြီးကိုရွတ်ပြနေဦးမယ်ရည်ပြကြတယ်ဟေးလေနေ့ကောင်းတဲ့မှာလဲထူးဝင်ကအမြဲတမ်းရောက်နေရပဲအောင်မမိမ့်မရင်နော် မိမ့်မရင် အေးဟုတ်ပါတယ်တို့ကမိန်းမတွေပါထူဝေရတာယောက်ျားကြီးပါထူဝေတာလျင်ယောက်ျားစစ်စစ်အေကန်ဖြစ်ပါတယ်နင်တို့ကဘလို့လို့သိတယ်လဲဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားတယ်အဲ့တော့လေ၃ယောက်သာတယောက်မျက်နှာတယောက်ကြည့်ပြီးရီလိုက်ကြပါတယ်တန်စင်ဟမ်ဒီကြီးဝေရငါအကောင့်ပြောမလို့တန်စင်ကကက်ဆက်ကတခြင်းကို ခတ်တိုးတိုးလိုက်ရင်း ဘာပြောမလို့လဲနင်းဘဝမှာပျော်စရာတွေ့ရင်ပဲဖြစ်ဖြစ်ဝမ်းနည်းစရာတွေ့ရင်ပဲဖြစ်ဖြစ်တယောက်ယောက်ကိုရင်ဖွင့်ပြောပြခြင်းစိမ့်မဖြစ်ဘူးလားတန်စင်ကမျက်လုံးလေးကလေးကလေးလှုပ်ပြီးခဏစဉ်းစားတယ်อืมရှိတာဗောဟာဒါဆိုရင်တော့တေးကြပါပြီဘာတေးကြတော့လဲနင်းရီးစားလိုချင်နေပြီဟင်ငါအကောင်ပြောမယ်ဆိုလို့ အေးရဘောဟာလူလဲထလာတယ်ជីជីဝေကတော့ရီပြီးဆက်ပြောတယ်ထူးဝေကိုနင်ဘာလို့လက်မခံနေရတာလဲကေခံကဖြတ်မေးလိုက်တယ်ထူးဝေမှာညင်းစရာဘာချက်ရှိလို့လဲတန်စင်တွေးတွေးဝေဝေဖြစ်သွားတယ်နှကန်းပါပါလေးတွေလှုပ်လှုပ်ရွရွနဲ့ပြန်ဖြေဖို့တော့စကလုံးရှာပါတယ်ဒါပေမဲ့တော်တော်နဲ့ဘာတမ်းမှထွက်မလာဘူးနောက်မှအင်းဘယ်လိုပြောမှမလဲတော့မသိပါဘူး တကယ်ပါပဲထူးဝေကိုငင်းရမယ့်အကွက်လည်းတိတ်မရှိဘူးထူးဝေတို့ကအချမ်းသာကြီးမဟုတ်ပေမဲ့မစင်းရဲပါဘူးတန်စင်တို့လောက်တော့လည်းပတ်စံမရှိဘူးပေါ့လေထူးဝေမိဘတွေကဖက်နှက်လုပ်ငန်းလုပ်တယ်ထူးဝေကလည်းမိဘလုပ်ငန်းတွေကိုပေါ့ပေါ့ပါပါပဲဝင်ဦးစီးတယ်ပေါ့ပေါ့ပါပါဆိုရဲစကားကတမင်ခံတာလေသူကိုယ်တိုင်ဘာမှဝင်မလုပ်ဘူးခိုင်းတတ်ဖို့စီစဉ်ညွှန်ကြားတတ်ဖို့ပဲလိုတယ်လို့ပြောတယ်သူ့ဟာနဲ့သူတော့ဟုတ်နေရပါပဲ သူ့ရဲ့မှာဆိုင်ကယ်အဆုပ်ကြီးတစ်စင်းရှိတယ်။သူတို့ရဲ့ဖက်နှက်ဆက်ယုံတွေကိုအဲ့ဒီဆိုင်ကယ်အဆုပ်ကြီးနဲ့တဘုံဘုံလျှောက်သွားပြီးလိုအပ်တာတွေစီစဉ်ညွှန်ကြားနေတတ်တယ်။တကယ်ကိုပေါ့ပေါ့ပါပါပါပဲ။ဆိုင်ကယ်ကြီးလေးတာလွဲရင်ပေါ့လေ။ဖဲအရက်မိန်းမဘာတခုမှ तू ကလိုက်စားရလဲမဟုတ်ဘူး။ကြီးစားလဲတကားမှမထားဘူး။သဘောလဲကောင်းတယ်။မျက်နှာကလည်းအမြဲတမ်းပြုံးချိုးနေရပါပဲ။ သားချင်းအနေနဲ့အကိုကြီးတယောက်ရှိတယ်အခုနိုင်ငံခြားရောက်နေသူရာတန်းစင်းကိုရီးသားစာပေးတယ်ဆိုတော့ကေခိုင်အံ့ဩမိတာတော့အမှန်ပဲသဘောတူတယ်မဟုတ်ပင်မဲ့မတူဘူးလည်းမဟုတ်ပါဘူးတန်းစင်းအနေနဲ့ပြန်ကြိုက်မယ်ဆိုရင်ကြိုက်လို့ရတယ်လို့မြင်မိတယ်အဲဒါပါကွာအဲ့ဒါတွေမပြောချင်ဘူးဒါကြောင့်အရင်ခွေသွားငှားကြအောင် နည်းနည်းပါပါမျက်နာလေးသပင်လေးကိုပြင်ဆင်ပြီး၃ရောက်သာလမ်းပေါ်ထွက်ခဲ့ကြကနဲ့တန်စင်ငားလေးရှိတဲ့ဗီဒီယိုခွေငားဆန်ဟာမြို့ထဲမှာအဲ့လိုနဲ့လမ်းလျှောက်သွားကြရင်ဟဲဦးတောင်ထုံးကြီးတော်လမ်းဘေးမြောင်းဆန်မှာအန်နီယောကိုမလွှဲနိုင်လို့ရှူရှူထိုင်ပေါက်နေတဲ့ဦးလေးကြီးတယောက်ကိုကြည့်ပြီးမိတန်စင်ဟာလှုပ်ခနဲရေချိုးလိုက်တာပါသူ့ကိုကြည့်ရတာပျော်သွားပုံလေးရတယ်ဘေးကလည်း ငါတို့အိမ်နဲ့အတိပါ မတွေ့တာအောင်ကြာကြီးလူပြိုကြီးလူပြိုကြီးအရန်ကြီးရတဲ့ဦးလေးကြီးခဏဟာအဲ့လူကြီးရှူရှူထိုင်ပေါက်နေတဲ့နောက်မှာကေခိုင်တို့တုံးရောင်ရက်ဆောင်နေရသေးတယ်တန်စင်ပြောတဲ့အတိုင်းဦးလေးကြီးကလည်းအန်ရဲကိုဘလောက်ကြာကြာ လွဲခဲ့ရတယ်မသိဘူးပြီးတော့မပြီးနိုင်ဘူးငါဇီးတော့ဝယ်လိုက်အောင်မယ်တန်စင်ကကားလမ်းတစ်ဖက်မှာဇီးတော့သွားဝယ်တယ် ီခိုင်တဲ့ជីជីဝေပဲဥတောင်းလုံးဆိုတဲ့ဥလေးကြီးကိုတန်းစင်းကိုသာရက်ဆောင်နေရတယ်။တန်းစင်းရလဲဟာပြီးမှသွားဝယ်တာမဟုတ်ဘူး။အေးလေဒီမှာအဲ့လိုပြောနေကြတော့မှာပဲ။ဥတောင်းလုံးဆိုတဲ့လူပြိုးဥလေးကြီးကအန်ရဲလွယ်စရာမရှိတော့ပဲထလာပါတယ်။ခက်တီတီနဲ့နောက်ဘက်ကိုပြန်လဲ။အေးသူ့ကိုရက်ကြည့်နေတဲ့ကေခိုင်တို့နှစ်ယောက်ကိုတွေ့တော့ရှိုးရိုးရှန်းန်းဖြစ်သွားတယ်။ဘာဘာကြည့်နေကြရလဲ။ ဟုတ်တာဗောသူအနေခတ်မှာဗောជីជីဝေဟာမဟုတ်ပါဘူးဥလေးကြီးကိုကြည့်တာမဟုတ်ပါဘူးဥလေးကြီးကပိုပြီးရှိုးရိုးရှမ်းတမ်းဖြစ်သွားတယ်ဒါဖြင့်ဘာကိုကြည့်နေရလဲဩခတ်ထော်တာပဲဘာဝမှကြည့်တာမဟုတ်ပါဘူးဟဲ့တန်စင်ဒီမှာတန်စင်ကိုလှဲ့ခေါ်တယ်လာပြီလာပြီဦးလေးဦးလေးတောင်းလို့ရင်နေကောင်းတယ်မဟုတ်လား ဩအေးတန်းစင်ပဲကောင်းပါလေနေ့အဖေရောနေကောင်းလားကောင်းတယ်ကောင်းတယ်တန်းစင်နဲ့လူပြော်ကြီးဦးတော်တို့တို့ခဏစကားရက်ပြောကြတယ်ကဲသွားသွားနေလဲသွားစရာရှိတာသွားတော့ငါလဲသွားတော့မယ်အင်းအင်းဦးလေးရဲ့တူတော်မောင်ကိုအုံးရွှေကြီးရောနေကောင်းလားအေးဦးတော်တို့မျက်နှာတမျိုးဖြစ်သွားတယ်အဲ့ဒီကောင်အခြေအနေမဟန်ဘူးခါ ဟင်ဘာဖြစ်နေလို့လဲသူ့ကောင်မလေးနိုင်ငံသားသွားတော့ကိုလိုက်သွားမယ်တကယ်ပဲဖြစ်နေတယ်။အိုးတန်စင်ကဘိုးအောင်တင်ရင်းနှီးတိုင်းရီလိုက်တယ်ပြီးကိုအုံးရွှေကြီးအကြောထနေတဲ့ပေါ့လေအဲ့ဒါလို့တော့မဟုတ်ဘူးဟာလူမျိုးကြီးဦးတောင်းတော့ဟာမျက်မှောင်ကျုပ်ပြီးအလေးနဲ့ခေါင်းခါတယ်သူအချစ်ဆိုလားဘာလားအဲ့ဒါဖြစ်နေတာ ပြောပြီးဦးတော်တော်ဟာလှည့်ထွက်သွားပါတော့တယ်။တန်စင်လည်းကေခိုင်တို့နဲ့အတူ ကိုလန်းကိုဆက်လျှောက်လိုက်ကြတယ်။ជីជីဝေဟာတန်စင်ဟင်းနင်ကြားတယ်မဟုတ်လား။ဘာလို့လဲထူးဝေလည်းနင့်အောင်အဲ့လိုဖြစ်နေတာဖြစ်မယ်။ကေခိုင်လည်းဝင်ပြောလိုက်တယ်။ဟုတ်တယ်ထူးဝေကလည်းအကြောထတာမဟုတ်ဘူး။တော်ဘောထူရနင့်ကိုအချစ်ဆိုလာဘာလာအဲ့ဒါဖြစ်နေတာတန်စင်စိတ်ခောက်ချင်သလိုဖြစ်သွားတယ် အဲ့ဒါဆိုရင် အကြောထကျင်တာငါပေါ့ဟုတ်လားအဲ့ဒါလို့တော့မဆိုလိုပါဘူးအတိကြတော့မပြောနိုင်ဘော့ဟာတော်တော့တော်တော့သောက်ကောင်မလေးနောက်ဆုံးကြတော့လေစကားစားအဲ့ဒါလို့နဲ့ပဲနေကုန်းချုပ်ချုပ်သွားရတာပါပဲဟုတ်ကဲ့အခုကျွန်တော်ဖက်ပြပေးခဲ့တဲ့ဆရာတာမင်းဝေရဲ့ပန်းလက်ဘွားမှာပအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးဆိုတော့ ဝိတုစာလေးကိုအပိုင်း၅အနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတာခနာရန်နာဝင်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်း၆ကိုဖတ်ပြပေးမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာနာတော်ရာစင်သူပေါစိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်ရဲ့အပေါင်းမှာကင်းဝေးကြပါစေ။